တမညာဖလားတော့အနှစ်ချုပ်တရားဒေသနာတော်မြတ်စွာဘုရားတမညာဖလားတော့ဟောခဲ့တာဟာဒီတဇောင်းမောင်လာပြီနေ့တနေ့မှဟောခဲ့တာဖြစ်လို့တဇောင်းမောင်လာပြီနေ့တိုင်းကိုတမညာဖလားအခါတော်နေ့လို့သတ်မှတ်ထားကြတယ်ပေါ့နော်အဲ့တော့အမတ်တရားဒီတော့ကိုနှစ်ချုပ်ပြီးတော့ ပြန်လေးဟောပြပေးမှဖြစ်တယ်။ချက်ခင်တော့လည်းဟောခဲ့ဘူးတယ်။အခုဒီတက်ကတော့အနှစ်ချုပ်ဒီတုတ်ရဲ့အနှစ်သာရကို သိရှိကြရအောင်။သုဒ္ဓမပါတဲ့စကားရက်တွေအချင်းချုပ်ပြီးတော့ဖော်ပြမှဖြစ်ပါအဲ့တော့တမညာဖလာတုတ်ဖြစ်ပေါ်လာပုံလေးရနေစားပြီးတော့ပြောကြတာပေါ့ မြတ်စွာဘုရားကရာဇကျုပ်မြို့ဇီဝကရဲ့တရဲ့ဥယျာဉ်ထဲမှာဇာန်တော်ပေါင်း1250ရက်အတူတူကတရင်သုံးနေတယ်အဲ့တော့ရာဇကျုပ်မှာမြတ်စွာဘုရားတရင်သုံးတဲ့เจ้าနေကပရမသုံးတရင်သုံးတာတော့ဝိတုဝံ အဝေဒူကနည်းနည်းလှမ်းနေဝေလူကနည်းနည်းလှမ်းတော့ပါရေးလိုက်မြို့နဲ့ပို့ပြီးတော့หนีတဲ့ศิวกะရဲ့တရက်ချံပေါ့နော်အဲ့ဒါဥယျာဉ်လို့ခေါ်တယ်ศิวกะရဲ့တရက်ချံအဲ့ဒီမှာမြတ်စွာဘုရားသရဲတောင်းတယ်ศิวกะကို ကောမာရပိစာဆိုတဲ့ စိဝကတ္တကောမာရဖိသတာအဘဝတိစိဝကံကိုကောမာရဖိသဆိုတဲ့အတုံးနဲ့တုံးတဲ့အခါမှာမြန်မာနိုင်ငံပါဠိစာပေအထက်ကရာတွေရဆိုလို့ရှိရင်တော့ကောမာရဖိသဆိုတာကုမာရပတ္တဆိုတဲ့စကားလုံးလား ကုမာရဆိုတာမင်းသားပဒဆိုတာမွေးစားတာပေမိတရာမင်းကြီးရဲ့သားတယောက်ဖြစ်တဲ့အဘယမင်းသားဆိုတာရှိတယ်အဲ့ဒီအဘယမင်းသားကနေပြီးတော့ရှိဝကပေါ့ဆာလေးကိုမွေးစားခဲ့တာဒါကြောင့်မလို့ရှိဝကတကောမာရပိစ္ဆတအဘယမင်းသားရဲ့မွေးစားသားရှိဝကလို့ဒီလိုခေါ်ကြတယ် အဲ့သူဘာကြောင့်မွေးစားတာတုံးဆိုအချင်းညွတ်ပြောမစဲသူ့မိကသူ့ကိုမွေးပြီးတဲ့အခါမှာမြို့ပြင်မှာသွားပြီးတော့ပြစ်ထားလိုက်တာအပြစ်ခံရတော့ဒီကလေးလေးကစွန့်ပြစ်ခံရတဲ့ကလေးအဲ့သူကပုံကံရှိတဲ့အခါကျတော့မြို့ပြင်ပြစ်ထားတဲ့အခါမှာជីတွေကဝိုက်ပြီးတော့ ထိကလေးလေးနာမဝိုင်းအောင်နေကြတယ်ဒီပြင်အကောင်မလောင်နေမလောင်ချီးတွေဝိုင်းနေကြတယ်အဲ့တော့ခုနအဖေကမင်းသားကမြို့ပြင်ထွက်လာတဲ့အခါမှာချီးတွေအုံနေတာကိုတွေ့တော့ဟေးဟိုမှာချီးတွေအုံနေတယ်ဘာလဲသွားကြည့်ကြသလားဆိုတော့ကလေးလေးဆက်တရားဟဲ့အသက်ရှင်နေရလားလို့ဆိုရှင်မသေးတယ်အသက်ရှင်နေပါဆို တောင်းရှင်သေးလားရှင်မသေးတယ်ဆိုစကားကိုပါဠိလိုပြောတော့အခါလေစီဝတိအသက်ရှင်သေးလားလို့ဆိုစီဝတိရှင်ပါသေးတယ်လို့ပြောတော့သူစီဝကလို့နာမည်ပေးတာနော်အသက်ရှင်နေရဲ့တွေ့ရလို့စီဝကဒါနဲ့အဘယမင်းသားကအေးငါအိမ်ကိုပို့လိုက်ဒီကလေးလေးခ ्यू ဆိုင်ပြီးတော့ဆောင်းလျှောက်ထားကြဒီကလေးလေးကိုကြွေးထားကြလို့ဆိုပြီးတော့ ့အင်ကိုခေါ်သွားခိုင်းလိုက်တယ်။ပေါ့ဆာလေးရှိသေးတယ်နော်။မွေးပြီကသာလေးပြစ်ထားတာအပြင်မှာ။အဲ့လိုပြစ်ခံရတယ်။အဲ့တော့ဘဝဆိုတာတော်60ကောင်းတယ်နော်။အဲ့ဒီလိုမိဘကမွေးပြီးတော့ပြစ်ထားတဲ့ကလေးလေးကိုအဘယ်အမင်းသားကအောက်ယူမွေးစားထားလို့ ပါဠိစာပေမှာသူပြောတဲ့ရှိဝကတ္တကောမာရာဖိသတ္တဘုရားမင်းသားမွေးစားတဲ့ဇီဝကတို့မှတ်တတ်တယ်။သို့သောအင်္ဂလိပ်လိုပြန်နေပါဠိစာပေကိုလေးလာရတဲ့ဥရောပကလူတွေကြတော့ဇီဝကကစေးစရာသူတို့အဲ့ဒီတမိုင်းကြောင်းတိုင်မဟုတ်တော့ပဲနဲ့ကောမာရာဖိသတ္တဆိုတဲ့စကားလုံးကိုပဲကြည်တယ် ြည့်ပြီးတဲ့အခါကျတော့ကောမရပိစဆိုတာကလေးအထုကုလို့အဓိပ္ပာယ်ရပြန်တယ်ပေါ့နော်ကလေးငယ်လေးတွေကိုပြည့်စုံဆောင်ရှောက်တဲ့ကလေးအထုကုခုခေတ်ဆိုင်နော်ကလေးအထုကုပေါ့နော်အဲ့ဒီအဓိပ္ပာယ်နဲ့သူတို့ဘာသာပြန်တယ်အဘယမင်းသားမွေးစားတဲ့လူမပြန်ဘူးကလေးအထုကုစီဝကဆရာဆိုတာဒါသူတို့အတွေ့ ဘာလို့ဇိဝကကလေးတွေကုတာမဟုတ်ဘူးမြတ်စွာဘုရားလည်းဇိဝကကုပေးတာလူကြီးတွေတွေကုပေးနေတာသာနာပိသောတာမင်းဆိုရင်ဇိဝကကုပေးတာရာဇေကျွန်မရောတထေးတွေတောထေးရတထေးတွေတထေးကြော်တွေသူပဲကုပေးတာအဲ့တော့ကလေးထုကုဆိုတဲ့အတိဘယ်ကသူတို့အတွေးမြတာဖြစ်တယ်ပေါ့ဩဆုံးဖြတ်ရမယ်ဆိုရင်တော့ သမိုင်းကြောင့်အရာပြောမဆွေးတော့ဘုရားမင်းသားမွေးစားတာတမန်နဲ့သူ့ရဲ့ဇလန်းနဲ့ရှိသေးတယ်ပေါ့နော်ဘုရားမင်းသားမွေးစားလိုက်လို့သူကနန်းတော်ရောက်သွားတာနန်းတော်ရောက်သွားတဲ့အခါမှာနန်းတော်ထဲမှာကြည်ပြင်းတာဒါပေမဲ့သူကမင်းသားမဟုတ်ဘူးမင်းသားအနေထားနဲ့ကြီးကြီးလာတဲ့အခါကျတော့ကလေးတွေအရွယ်ရောက်တဲ့အခါကျတော့သူ့ကိုမိဘမဲ့လို့တီးကြတယ်ဘုရား အမေဘယ်သူမှမသိဘူးဖေဘယ်သူမှမသိဘူးမွေးစားထားတဲ့အကောင်ပေါ့အဲ့မှာသူ့ကိုပြောတော့သူတိတတဲ့အပြည့်ရောက်လာတဲ့အခါကျတော့အဖေကမင်းသားကိုမေးတယ်ပေါ့ကျွန်တော်အဖေကဘယ်သူရောပေါ့အမေကဘယ်သူရောသိချင်တာမွေးစားမှန်သိလာတဲ့အခါကျတော့အဲ့တော့အဖေကမင်းသားက ငါမွေးထရဆိုတော့မင်းမင်းကငါတတ်ပေါ့ကွာငါမင်းဖေးပဲပေါ့အမေရတော့သူမှမသိဘူးအဲ့ဒါနဲ့ဒီကလေးလေးကသူကအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဆိုအေးနန်းတော်မှာဆိုရင်ဘုရင်ရဲ့အမှုထမ်းလုပ်တယ်ဆိုရင်ပညာမတက်လို့ရှိရင်မဖြစ်ဘူးဟုတ်တယ်နန်းတော်ဆိုတာအလုံးကကိုယ့်ပညာရဲ့နဲ့ကိုယ်အမှုထမ်းကြရတာဟုတ် ဲ့တော့ပညာမတတ်ရင်မဖြစ်ဘူး။ငါပညာသင်မှဖြစ်မယ်။ तू စဉ်းစားဖို့လေအမှန်ကောင်းတယ်နော်။ငါပညာသင်မှဖြစ်မယ်ဆိုရင် तू စဉ်းစားတယ်။နန်းတော်မှာပညာသင်ရမယ်။ဘုရင်ရဲ့အမှုတန်းလုပ်ဖို့ကပါရရှိတော့ဆိုရင်ဓာခုတ်လှန်တို့လုပ်ပြီးတော့စစ်တပ်ထဲဝင်မလား။ဘုရင်ကနေတဲ့ဆိုရင်အဲ့ဒီလုပ်တယ်လို့ရမှာလေ။ ကိုရံတော့တတ်သေးဝင်လို့ရှိရင်ဒါခုတ်လန်တို့စင်စီမြင်းစီအလိုအတတ်ရှိတဲ့ရှိခေကသို့မဟုတ်ပရင်ကိုထမင်းချက်ကြွေးတဲ့အချက်ပြုတ်လာဖြောင်းရည်ရည်တဲ့ဝင်မလာနဲ့နန်းတော်ဟာအမှုထမ်းမဲ့အလုပ်တရားရှိတယ်အဲ့လိုသူကောင်းထဲမှာစဉ်းစားလိုက်တဲ့အခါကျတော့ဒါတို့လန်တို့ကင်ပြီးတော့ ူများကိုတတ်ဖို့ဖြတ်ဖို့ဆိုတာသူစိတ်တွေကမတတ်မလုံချင်မလုံချင်တော့သူစဉ်းစားတဲ့ထင်မယ်ဆေးပညာအတက်ဟာဝိသသိပံမေတ္တာပုပ္ပင်ကမဆေးပညာအတက်ကမေတ္တာနဲ့လောက်ရတဲ့အလုပ်ဖြစ်တယ်အဲ့တော့ဒီအလုပ်ကပို့ပြီးတော့ကောင်းတယ်ငါဆေးပညာသိမယ်ဆိုဆုံးဖြတ်လိုက်ပညာသိမယ်ဆိုတော့ तू က ဘသူကမပြောဘူးတိတ်တထိတ်အိမ်ကနေထွက်သွားလိုက်တယ်အရွယ်လေးကလည်းရောက်လာပြီဆိုတော့လေသူနန်းတော်ကနေပျောက်သွားလိုက်တယ်ဖေရောက်သွားတော့ဆိုအဲ့ဒီခေတ်ကတက်ကတိလာဆိုရမျိုးရှိတယ်အခုခေတ်ပြောမယ်ဆိုရင်တော့ပါကစ္စတန်နေရာမှာရှိတယ်လို့ပြောတယ်သူကအိန္ဒိယကနေပြီးတော့ပါကစ္စတန်ဘက်ကိုထွက်သွားခုခေတ်မြေပုံနဲ့ဆိုအဲ့ဒီတက်ကတူမှသွားပြီးတော့ ထိတပမောက္ခလို့ခေါ်တဲ့အယမျက်နာကဖဲကလာလာကျောင်းသားတွေကိုပညာမျိုးစုံ သင်ပေးတဲ့ဆရာကြီးထံချင်ကတယ်ချင်ကပြီးတဲ့အခါမှာ तू ကဓမ္မဒေဝတိကအနေနဲ့ तू ချင်ကတယ်